အင်အားဖြင့်ငရင်လှောက်ခတ်ခဲ့မှုကြောင့်မြန်မာနိုင်ငံရဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာကုညီကယ်ဆယ်ရေးလုပ်ငန်းများမှာပါဝင်ကုညီဆောင်ရွက်ရန်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံမှကုညီကာကွယ်ရေးအဖွဲ့ဝင်များနဲ့ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းများဟာမတ်လ29ရက်ညပိုင်းကမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာကုညီကယ်ဆယ်ရေးအဖွဲ့မှအင်အား120ပါရှိပြီးကယ်ဆယ်ရေးဝန်ထမ်းများနဲ့အတူဆရာဝန်များအနမ်းခံခွေများပါဝင်တဲ့အမကွန်အဖွဲ့ဝင်များဟာကယ်ဆယ်ရေးလေယာဉ်များဖြင့်ရုရှားနိုင်ငံမော်စကိုမြို့မှထွက်ခွာလာတာဖြစ်ပြီးမြန်မာနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါကုညီကယ်ဆယ်ရေးအဖွဲ့အနေနဲ့ငရင်ချောင်းပျက်စီးသွားတဲ့မြန်မာနိုင်ငံတဝန်းကနေရာများကိုတွားရောက်ကကုညီဖေးမှမှုများဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့တရင်ရရှိပါရရှင်